ဝိုင်းလန်ချက်အကောင့်တွေမှာဒီလိုမျိုးအကောင့်တွေအကောင့်တွေဖြုတ်ချင်နေဆိုရင်ဘယ်လိုမျိုးဖြုတ်ရမလဲဆိုတော့ဒီဗီဒီယိုလေးမှာပြောပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိမကြည့်ခင်ကျွန်တော်ရဲ့ Free Messenger ကိုစာလေးလာပို့ပေးထားမှာဖြစ်ပါတယ်ဘာစာပို့ရမလဲဆိုတော့ကိုယ့်ရဲ့အကောင့်ကဘယ်အကောင့်တွေဖြုတ်ချင်နေဘယ်အကောင့်တွေခြံထားခဲ့ချင်နေဆိုတော့ကျွန်တော်တို့ဒီစာလေးလာပြောပေးရမှာဖြစ်ပါတယ်စာပို့ဖို့ကအရေးကြီးပါတယ်စာလေးပို့ပြီးသွားပြီဆိုရင်တော့ဒီဗီဒီယိုလေးတိုင်အောင်ဒီစာလေးလိုက်လို့ရပြီဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်ပြပေးရတဲ့အတိုင်းကိုမွန်တော်အရာဖြုတ်ချင်တဲ့သူတွေကလိုက်လို့ရ မှာဖြစ်ပါတယ်ဆိုတော့တိုက်ပြောကြည့်ပါဆိုတော့ဒါရီကအာယုံမနောက်ပါနဲ့ကျွန်တော်ပြောထားတဲ့ဟာလေးပဲတစ်ချက်လောက် like နှိပ်ပြီးပါကျန်တဲ့ဟာကြီးနေအာယုံနောက်မှာဖြစ်ပါတယ်ဆိုတော့ account recovery လေးကိုနေရမှာဖြစ်ပါတယ်နေ့တိုင်းဆိုရင်ဒိုလေးကြာလာမှာဖြစ်ပါတယ်ဆိုတော့ကြာလာရဆိုရင်ဒီမှာ farm account retrieval ဆိုတာရှိရဲဒီအောက်ဟာဟာဘာမှ like မကြည့်ပါနဲ့ဂျာလေးကိုပဲနေပါ farm account retrieval ဆိုတာနေလေးပါနေပြီးတော့ပြီဆိုရင်ဒီမှာ အမွန်တော်အရာဖြုတ်မှာဖြစ်တဲ့အတွက်ကြောင့်အာဒီဒီဟာလေးကိုနှိမ်မှာဖြစ်ပါတယ်ဆိုတော့ I can I can change or remove the connector's modem email address အားလေးကိုနှိမ်ရမှာဖြစ်ပါတယ်နှိမ်ပြီးတော့ next ကိုနှိမ်ပါ next ကိုနှိမ်ပါ next ကိုနှိမ်ရမှာဖြစ်ပါတယ်နှိမ်ပြီးတော့အာ the connector modem email address is not mine ဆိုတော့နှိမ်လေးပါအဲ့ဒါဒါလေးကိုနှိမ်လေးပါ invoice ဆိုရင် next လေးကိုနှိမ်ပါ invoice ဆိုရင် အတိတ်ကတော့ဒီနေ့ဒီအခုတင်မှာဖြစ်တဲ့အကြောင်းအခုအတိတ်ကိုပဲထည့်ပြပါထည့်ပြီးတော့နေ့ကိုနေပါနေ့ကိုနေပြီးတော့ဒီနားမှာအာတိတ်လေးထည့်အောင်ပြပါဒါလေးက၆ထည့်လေးပါကျွန်တော်မလိုပါဘူးအဓိကအဓိကဒါလေးအကုန်ဖြည့်ပြီးဖို့လိုပါ၆ထည့်လိုက်လို့ရပါတယ်ဆိုတော့ပုံကတော့ထည့်ရမှာပါပုံမထည့်ကြိုးလို့မရပါဘူးဆိုတော့ပုံကတော့ကျွန်တော်ကျွန်တော်ပုံပဲထည့်လေးပါဖြစ်ဖြစ်ပါတယ် တော့ခဏလေးဆောင်အောင်ပါတယ်ပြီးတော့မာနစ်လေးပေါ်လာမှဖြစ်ပါတယ်ဆိုတော့ဒါလေးအကုန်ပြင်မာနစ်ကပုံမှာဖြစ်ပါတယ်အဲ့လေးကိုနှိမ့်လေးပါနှိမ့်ပြီးတော့ account creation date ကတော့မှန်းထည့်လေးပါကျွန်တော်လည်းအတိအကျမကြည့်တော့ပါတကယ်လို့အတိအကျတည်ရဲ့နည်းမှမကြီးရဲ့ဆိုရင်မှန်းပြီးတော့ထည့်လေးပါတော့မှန်းပြီးထည့်လေးပါပြီဒီနားမှာတော့ကိုစောင့်နေကြဖုန်းပို့ကျွန်တော် iPhone ဖြစ်တဲ့တကြ iPhone ကိုပဲထည့်လိုက်ပါမယ် ိုင်ဟိုတကယ်လို့မတည်ဘူးဆိုရင်တော့မှန်ပြီးထည့်လို့ရပါတယ်တည်ရဆိုရင်တော့တိကျလေးထည့်လေးပါဆိုဒီနားမှာတော့ကျွန်တော်ပေးရဲ့ email လေးပဲထည့်ရမှာဖြစ်ပါတယ်ဆိုတော့ m n o y n g u အချင်းမီတော့ကွန်ဆိုတော့အဲ့အဲ့ email ကိုကျွန်တော်ချပေးထားမှာဖြစ်ပါတယ်ဒီ းနားလေးမှာပေါ်နေလိမ့်ပါပဲအဲ့ဒါလေးကိုထည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒီကနေကြည့်ပြီးတော့လည်းထည့်လို့ရပါတယ်ဆိုတော့ email လေးရောက်ထည့်ရမှာဘာလို့လဲဆိုတော့ mondo ဘက်ကဆက်သွယ်ရေးအခါဒီ email ကိုဆက်တင်မှာဖြစ်ပါတယ်ဆိုတော့အဲ့ email ကကျွန်တော်ရှင်းအောင်မှာကျွန်တော်ကဘလာဘလာဆိုပြောပြီးတော့ account ကိုအစီအပြောင်းလုပ်ပြီးမှာဖြစ်ပါတယ်တကယ်လို့မဖို့ email မှာမှားတာပါဆိုကျွန်တော်ရှင်းအောင် mondo ဘက်ကနေစာရောက်မှာမဟုတ်ပါဘူးပြီးတော့ထည့်ပြီးွားရင်တော့ niche ကိုနေပါ niche ကိုနေပြီးတော့ဒီမှာတကယ်လို့ e-key ကျွမ်းနေဆိုရင်အာအရှိအရှိကြီးလေးပါဒါပေမဲ့မကျွမ်းဘူးဆိုရင်တော့ တော့ရေးထားအတိုင်းပဲမိုင်းအကောင်မိုင်းအကောင်ကိုဟာလိုပဲဟိုအောင်မိုင်းအကောင်ဝမ်းတူဝမ်းတူဒီစကနက်ဒက်မွန်တုံးလိုရေးလေးပါဒီစကနက်ဒက်မွန်တုံးဘယ်လိုမရေးလဲကိစ္စမရှိပါဘူးရေးကျင်နေဆိုရင်လည်းရေးလေးပါကျွန်တော်ဒီတိုင်းလေးရေးလေးပါတယ်ဆိုတော့ကျွန်တော်အတိုင်းလိုက်ရေးလို့ရလို့ဟိုအောင်လျှောက်ရေးလို့လည်းရပါတယ်ဒီနားမှာပြီးနော်ဆက်မိကွန်ထိန်လေးပါ ီလိုလေးပေါ်လာမှာဖြစ်ပါတယ်ဒီလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်မက်ဆေ့ချာမှာဖုန်းနံပါတ်လေးပေးထားတယ်အဲ့ဖုန်းနံပါတ်လေးကိုမြန်မြန်လေးကြွားမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်အကောင့်လေးကိုကျွန်တော်ဘက်ကနေဖုန်းခေါ်ပြီးရရင်ကျွန်တော်ဘက်ကဆောင်ရွက်ပေးထားမှာဖြစ်ပါတယ်ဒီပေးရတော့အကောင့်ဒီပါဟက်ခံပြန်ယူပေးတဲ့အဓိကပေးဖြစ်ပါတယ်ကျွန်တော်ကွန်တက်နေပါတယ်ဒီပေးပေါ်မှာတင်တာပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့အာကျွန်တော်မက်ဆေ့ချာမှာဆလာပူပေးရမယ့်ပေးဖြစ်ပါတယ်စာပို့ပို့ရမှာဖြစ်ပါတယ် ဟုတ်ဒီဇာနီအကောင့်ရှော့ဆိုရပြီးရောအကောင့်ကြီးအယောင်းဝယ်လုပ်ခြင်းနဲ့ဆိုရင်လာရမယ့်ပြဖြစ်ပါတယ်အဲကျွန်တော်အကောင့်ကြီးလာဝယ်လို့ရပါတယ်နော်